အုပ်စုလိုက်ဖွဲ့ပြီးရိုက်တဲ့ကောင်မလေး၄ယောက်ကိုလည်းမိန်နီတားပလိုက်ပြီးနောက်ပြီးတော့ကြောက်အုပ်ဆရာကြီးနဲ့လက်ထောက်ဆရာမကိုလည်းမိန်နီတားပလိုက်ပြီးစာဆက်တင်ပိုင်ခွင့်မရှိတော့ဘူးဗျာနော်နောက်ပြီးသူတို့မှတာဝန်မရှိပါဘူးလို့ပြောတဲ့ကြောက်အုပ်ဆရာကြီးဦးအောင်စိုးနဲ့လက်ထောက်ဆရာမကတော့ဒါသူတို့တဘဝစာပြီးသွားပြီဘယ်เจ้าမှသူတို့တင်လို့မရတော့ဘူးဗျာနော်အလားလေးအမင်းကလေးလေးရောက်ခဲ့မိဘတွေပေါ့နော်မိဘတွေကိုဒါဖြစ်တဲ့ခြားတဲ့ခြားထိုက်တဲ့အပြစ်ဒဏ်ကိုသူတို့ပေးမယ်ပေါ့နော်အခုအလား လာပါမိုးရဲ့ channel လေးကိုကြိုဆိုလိုက်ပါတယ်မိုးကြီးလေးတက်ဆက်ပေး channel ဗီဒီယိုလေးကတော့အရင်လည်းအရေးကြီးတဲ့ line ပေါ်မှာလည်းကြရက်ထနေတယ်။ညမြအားထက်က၆ဘတ်ចောင်းသူတွေအုပ်စုဖွဲ့ပိုက်ရိုက်ခဲ့တာနဲ့ပတ်သက်ပြီးတော့အခုဆိုလို့ရှိရင်ဒီပိုက်ရိုက်ခဲ့တဲ့ចောင်းသူလေးဦးရဲ့ចောင်းဆရာကြီးကလက်ထောက်ဆရာမတွေကိုမိနီတားပြီးတော့ចောင်းထုတ်လိုက်ပြီးဆိုပြီးတော့ဒီအိမ်ကြီးကအကိုကနေပြီးတော့ပြက်ပြက်လာပဲဖြစ်ပါတယ်။ဗီဒီယိုထဲမှာဆိုလို့ရှိရင်တော့ဒီចောင်းသူလေးမူကတော့ဇက်သိမ်းသွားပြီပေါ့နော်။အရင်လည်းအားရစရာကောင်းတဲ့မိုးရဲ့မျိုးလေးကိုစောက်ထိလက်ပါကြည့်ရှုပေးဖို့ဖိတ်ခေါ်ပါရှေ့။ဒါဆိုရင်တော့ဗီဒီယိုလေးကိုဆက်လက်ကြည့်ရအောင်နော်။ โอเคအားလုံးပဲမင်္ဂလာပါဗျာနော်ဒါမနေ့အလုံးကကျွန်တော်ဗီဒီယိုလေးတစ်ပုတ်တင်လိုက်တယ်ဗျာနော်ဗီဒီယိုလေးတစ်ပုတ်တင်လိုက်တာကျွန်တော်ကောမန်နေပါတော့ဗောနော်ဒါသူတို့နဲ့အိမ်နီးလာဗောနော်အိမ်နီးလာဝေးလာဆိုတော့မဝေးဘူးဗျာနော်ဆရာကျွန်တော်နဲ့နီးနီးလေးခုကျွန်တော်ကျွန်တော်သူတို့ရှိကိုအိုက်ကိုသွားနေပါဗျာနော်တတင်းကတော့ထူးတယ်ဗျာဘာထူးသေးလဲဆိုဗောနော်ဒါအခုတတင်းကအခုပြန်ကြရတာဗောနော်မနေ့အလုံးကရုံးကနေပြီးတော့ခေါ်ရလို့သူတို့ပြောတန်ကြရဗျာနော်ရုံးကနေခေါ်ရလို့ပြောတန်ကြတော့အဲចောင်းသားမိဘရင်းနေဗောနော်သူတို့တွေ ဆရာဆရာမတွေခေါ်တယ်ဆရာဆရာမတွေကဆရာကျောင်းအုပ်ဆရာကြီးဥအောင်ဆိုးနေပေါ့နော်လက်ထုပ်လက်ထောက်ဆရာမောင်းနော်ဒေါ်မြမြတို့ဒေါ်မြမြဆိုးပေါ့နော်ဒေါ်မြမြဆိုးတို့သူတို့နှစ်ယောက်ကိုတော့ပင်စင်လည်းမဟုတ်ဘူးပေါ့နော်ဒါခါလဲကျောင်းကနေအပီးပေါ့နော်မှီနီတားရယ်ပေါ့နော်မှီနီပြတားရယ်အလုံးအောင်ဒီလုံးဝဘယ်လိုပြောမလဲစာဆက်တင်ခွင့်မရှိတော့ဘူးပေါ့ဗျာစာဆက်တင်ပိုင်ခွင့်မရှိတော့ဘူးနောက်ပြီးတော့အုပ်စုလိုက်ဖွဲ့ပြီးတော့ပေါ့နော်ဒါ ရိုင်းဆိုင်နဲ့မိန်ကလေးတက်တိုက်ပေါ့နော်၄ယောက်သူတို့၄ယောက်ကိုခေါ်ပြီးတော့မှင်းဒီတစ်ခါရဲ့တားပါလေတဲ့ဘယ်เจ้าမှတက်ပိုင်권မရှိတော့ဘူးဗျာနော်ဒါသူတို့ကဲဘဝနီကောင်ကဒါချုပ်သွားပြီဗျာနော်ဘယ်เจ้าမှတက်ပိုင်권မရှိတော့မှင်းဒီတားပလိုက်ပြီးကလေးဒီကလေး၄ယောက်ကိုလည်းအုပ်စုလိုက်ဖွဲ့ကြီးပားရိုက်တဲ့កောင်မလေး၄ယောက်ကိုလည်းအာမှင်းဒီတားပလိုက်ပြီးနောက်ပြီးတော့เจ้าအုပ်ဆရာကြီးနဲ့လက်ထောက်ဆရာမကိုလည်းမှင်းဒီတားပလိုက်ပြီးစာဆက်တင်ပိုင်권မရှိတော့ဘူးဗျာနော်နောက်ပြီးတော့မိဘတွေကိုကြတော့ဘလို့ ဆောင်ရွက်ထားလဲဆိုမိဘတွေကိုကြော်တော့အခုပေါ့နော်သူတို့ဒါဖြစ်တဲ့ဖြစ်ထိုက်တဲ့အပြစ်ဒဏ်ကိုပေးမယ်ဒီចောင်းသား၄ယောက်ဒီမိန်းကလေး၄ယောက်နဲ့ဗောနော်မိန်းကလေး၄ယောက်နဲ့ဒီအမိန်းကလေး၄ယောက်ကမိဘတွေဗောနော်မိဘတွေကိုဒါဖြစ်တဲ့ကြတဲ့ကြထိုက်တဲ့အပြစ်ဒဏ်ကိုသူတို့ပေးမယ်ဗောနော်အခုအဲ့ဒါပြောနေတာဗောနော်အခုဒါတော်တော်များများလဲလိုင်းပေါ်ဗောနော်ဒါတနိုင်ငံလုံးစိတ်ဝင်စားတဲ့ကိစ္စဖြစ်လို့ကျွန်တော်လည်းဒါအားတဲ့အချိန်လေးမှာဒါကျွန်တော်ရဲ့ plan တွေဗောနော်အားလုံးကိုသိအောင်သိအောင်လို့ဗောနော်ကျွန်တော်ဟာ ြောပြခြင်းဖြစ်တယ်ဗျာเนาะနောက်အခုပေါ့เนาะဒါအခုအဲ့တော့မရောက်သေးဘူးအဲ့ရောက်လို့ရှိလို့ရှင်ဘာအကြောင်းဆက်ထူမလဲဆိုတော့မသိဘူးဟိုရောက်လို့ရှိလို့ရှင်ကျွန်တော်ဒါထပ်ပြီးတော့အကြောင်းဆုံးဗီဒီယိုရိုက်ပြမယ်เนาะကျွန်တော်ရဲ့ဒီအကောင့်လေးကို follow လေးလုပ်သွားအသေးများများပြေးသွားနောက်ပြီးတော့ဒီမိတ်ဆွေတို့ပေါ့เนาะဘာဖြစ်ဘာသိခြင်းလဲဘာပြောခြင်းလဲပေါ့เนาะပြောခြင်းတာရှိလို့ရှင်ကျွန်တော်ရဲ့ဒီ comment မှာပေါ့เนาะဒါမိတ်ဆွေတို့ဘက်ကနေပြီးတော့ရှင်းလာခဲ့ဗျာเนาะဒါအခုလောဆယ်ကတော့ဒါကြားရတဲ့တင်ရတော့ဒါဝမ်းသာတဲ့တင်ဒါပေမဲ့တခုရှိတယ် main ဒီအခု နစ်နာသွားတဲ့ main ကလေးကတော့အကြောင်းပြတ်တာခွင့်ရှိတယ်ဒီအကြောင်းမှာပဲဆက်တက်ရမှာเนาะဒီအကြောင်းမှာပဲဒီအကြောင်းမှာပဲဆက်တက်ရမယ်ဒီအကြောင်းမှာပဲဟိုပြောမလို့ဆိုပညာရေးဆုံးလိုက်ကံပေါ့เนาะဒီတစ်နှစ်တစ်ဝါဖြစ်ဖြစ်ဒီဒီဒီသူတက်ချင်သလားပေါ့เนาะအဲ့လိုမျိုးတက်ပြီးဆက်ပြီးတော့တက်ရမယ်ဒီအုပ်စုလိုက်ဖွဲ့ပြီးတော့မရိုင်းနဲ့ main ကလေးလေးရောက်တော့ဒါမင်းဒီတာသွားပြီးဘယ်အကြောင်းမှာတက်လို့မရတော့ဘူးနောက်ပြီးတော့သူတို့မှာတာဝန်မရှိပါဘူးလို့ပြောတဲ့အကြောင်းဆရာကြီးဦးအောင်ဆိုနဲ့လက်ထောက်ဆရာမကတော့ ဒါသူတို့တဘောဝစာပြီးသွားပြီဘယ်ကြောင်မှသူတို့တင်လို့မရတော့ဘူးပြန်တော့အလားလေးတက်ပြောတာဗျာနော်ဒါမိတ်ဆွေတို့အမြင်လေးကိုကွန်မန့်လေးမှာတစ်ချက်လောက်ရေးပေးခဲ့ဗျာနော်သူမိဘနေရာနေတွေးကြည့်ဗျာနော်ဘလောက်ထိရှင်ကျူးမရဖြစ်လိုက်မှာနော်အခုဆိုရင်ဒါ line ပေါ်မှာဒါကျွန်တော်အောက်ထဲမှာဒါဒါမမျိုးဆက်နေကြောဗျာနော်ရုပ်ရှင်မင်းသမီးတွေဒါပြောထားတဲ့ ီဒီယိုဖိုင်လေးလည်းကျွန်တော်ပြန် share လုပ်ပြီးတော့တင်ထားရလဲရှိရဲ့ဗျာနော်ဒါသူတို့ဆိုလို့ရှိလို့ရှိလို့ရှိရင်သူတို့လူလူမျိုးကြီးအနုပညာသမားကြီးတော့မခံမရနိုင်ဖြစ်တာဗျာအခုဆိုတော့တက်လိုက်လို့ရှိရင်လိုင်းပေါ်မှာလေးအာမြောင်းမြအုပ်စုလိုက်ဖွဲ့မိုက်တယ်ဒီကောင်မတွေဒီကောင်မလေးကြီးပေါ့နော်မိဘတွေတုံတင်ဆုံးမှမူတတော်ညံ့နေဗျာဒီမိသားစုကဘလို့မိသားစုကဘလို့ပောက်ဖွားထားလဲတော့မသိဘူးဗျာနော်တတော်မှတတော်လေးညံ့ဖြင်းနေဗျာနော်တတော်မှတတော်လေးတုံတင်ဆုံးမှမူလည်းနဲတယ် ဘလောက်ထိနည်းလဲဆိုရင်ဗျာနော်ဒါအောက်တန်းသားဆန်နေဇီရိုက်ဗျာနော်ဒီဇီရိုက်မျိုးတွေဒါရက်ွက်ဇီရိုက်ကြီးကျွန်တော်တို့တောမှာဆိုရင်တော့တောဇီရိုက်ပြောဗျာတောလို့ခေါ်မယ်ဆိုရင်တော့တောဇီရိုက်ပေါ့နော်ဒါရက်ွက်ဆန်နေဇီရိုက်ဗျာဒါရွှေကောင်းမျိုးကောင်းတွေကတော့မဖြစ်နိုင်နော်သူတို့မိသားစုဒီအုပ်စုအဖွဲ့လေးယောက်၅ယောက်ကိုပြောတာနဲ့နင်နာတဲ့ main ကလေးကိုပြောတာမဟုတ်ဘူးဒါဒီမိသားစုသူ့ရဲ့မိဖညီကိုမောင်နှမဆွေမျိုးသားချင်းเนาะအကုန်လုံးက ဒါအောက်တန်းစားဆရိုက်ဆန်ဆန်နဲ့ပေါ့နော်တော်တော်မှတော်တော်အောက်တန်းကြတဲ့မိသားစုအတိုင်းဝိုင်းနေရဖြစ်မယ်ဗျာနော်ဒါဆွေစဉ်မျိုးဆက်ဆွေစဉ်မျိုးဆက်အောက်တန်းကြလို့လေဒီသားသမီးတွေပေါ့နော်ဒါဘိုးစဉ်ပေါင်ဆက်ပေါ့ဗျာပြောရမယ်ဆိုတော့ဘိုးစဉ်ပေါင်ဆက်အောက်တန်းကြကြအောက်တန်းဆန်ဆန်အောက်တန်းစားဆန်ဆန်ပေါ့နော်အဲ့လိုမျိုးရိုင်းငန်းဟိုပြုံမှုတွေပေါ့နော်အဆဲဆိုပြီးအဲ့လိုမျိုးတွေဖြစ်လို့လေဒီလောက်ထိလက်ရဲဆက်ရဲနေပေါ့နော်ဒီမီးစင်တားဆက် အခုဆိုပြီးဒီကလေးလေးပေါ့ဗျာနော်ဒီကလေးလေးတွေအထီတာပါလာတာဖြစ်တယ်ဗျာဒါဘယ်လိုပြောမလဲဗျာငခုံးကမှတကောင်နဲ့တလေလုံးပုတ်ဒါမဲ့မဟုတ်ဘူးငခုံးမှတကောင်နဲ့တလေလုံးပုတ်အစတွေကဒီအတိုင်းဝိုင်းပေါ့နော်ဒီအတိုင်းဝိုင်းဒီမိသားစုဇေယိုက်တွေကဒီလိုမျိုးပဲရိုင်းရိုင်းကားကားတွေပြောဆိုပြီးတော့ပေါ့နော်အဲ့လိုမျိုးနေလာတဲ့မိသားစုတွေဖြစ်မယ်ဗျာနော်ဒါဒီကလေးတွေအထီကိုဒါတွေးတွေအကုန်လုံးစီးဆင်းလာတာနော်ဘလောက်တိမရိုင်းလဲဆိုတော့အပြင်းမာတာလေးကျွန်တော်နဲ့ကတွေးလို့ရှိလို့ရှိရင်ကျွန်တော်ရဲ့ ညမလေးဒါဖြစ်ကြည်ပါနော်ဆွေမျိုးသားစင်းလေးတော်ပြီးတော့ကျွန်တော်ညမဝင်းဝဲတဝင်းဝဲနှစ်ဝင်းခွာလောက်တော်ကြည့်လိုက်တင်လားအခုအနိုင်ချင်းစော်ကားတဲ့မိသားစုလေးဘလို့ဘဝရောက်သွားမလဲဆိုတာ哦လေတွေ့တာကြည့်တက်လားဒါကျွန်တော်တို့ပြောမယ်ဆိုရင်တော့အဲ့ဒါလောက်ထိကြီးလေဗျာနော်လောက်ဖို့မသိရပါဘူးဒါမိဘတွေစုံတင်ဆုံးသွားပြီးတော့နောက်ပြီးတော့နောက်တစ်ခုရှိသေးရဆရာမတွေចောင်းထဲမှာမဖြစ်လို့ ကျောင်းထဲမှာဖြစ်တာမဟုတ်လို့တောင်းဝင်မယူနိုင်ပါဘူးเนาะမရွှေရှင်းပြေဘူးဆိုတော့တကျောင်းဝင်ကျောင်းစာကြီးနေနေဗျာကလေးတွေကလीเนาะကျောင်းဝင်ကျောင်းစာကြီးနေကျောင်းမှာလဲကျောင်းတာဝန်ရှိတယ်လို့အိမ်မှာကြပေါ့เนาะဒါ16ရက်နေ့ရဖြစ်သွားတယ်ဒါမြောင်းမြပေါ့เนาะ AI တိုင်းဒေတာကြီးမြောင်းမြခရိုင်မြောင်းမြမြို့ပါပေါ့เนาะဒါကျောင်းသူလေးတွေဖြစ်သွားတယ်ရန်ပွဲနဲ့ပတ်သက်ပြီးတော့ပြောရမယ်ဆိုရင်ဒါဆရာဆရာမတွေဒါအတုံးမကြလို့ဗျာเนาะဒါညံဖြင်းမှုကြောင့်ဗျာเนาะအဲ့ပြဿနာဘယ်လိုဖြစ်လို့ညံဖြင်းမှုကြောင့်လဲဆိုတော့အစပြီးတော့ ီចောင်းသူចောင်းသားလေးပေါ့เนาะဒီចောင်းသူလေးတွေကဒီចောင်းကိုဖုံးမရှူသွားဘူးပေါ့เนาะဆိုရှယ်မီဒီယာသုံးခွင့်မရှိဘူးဆိုရင်ဒီပြဿနာတက်မလာဘူးဗျာเนาะအဲ့လာចောင်းဒါဆရာဆရာမရေလိုအပ်ချက်ဗျာเนาะဒါပထမဒုတိယတစ်ချက်ကကြောတော့ဒါเสียมากောက်ตะเป่กองบ่เนาะตาตะมีกองมีบ่ากองเนาะดามีบ่านี่เปียเนาะละอู้เสียมีด้วยซะปุพพสริยะมีเนี่ยผ่าเลยเนาะดามีบ่านี่แหละดาอายีหลูแอ่แช่ชื่อเลยเปียเนาะดาอะล่ะ ဘယ်လိုပြောရမလဲဗျာနော်ဒါအခုလောညနာတဲ့သူကပေါ့နော်ចောင်းထွက်ကြတယ်နော်ចောင်းထွက်ရတယ်ចောင်းပြောင်းရတယ်ဟောပားရိုက်တဲ့လူတွေကပေါ့နော်အဖွဲ့စုအုပ်စုလိုက်ကပေါ့နော်ចောင်းမထွက်ရဘူးចောင်းမပြောင်းရဘူးနော်ဘာမှဟိုပြောမဆိုရင်ဘာမှတာဝန်တာတန်းလည်းမထမ်းဟိုမဖြစ်ရဘူးပေါ့နော်သူတို့မှာဒါအပြုံးကမရှိတဲ့လို့ပုံစံမျိုးနဲ့ចောင်းဆက်ပြီးတက်ခိုင်းနေတယ်တော့ဒီဆရာမကြီးကဘာဆရာမရဲ့ဒါပြောမဆိုရှင်နော်ဒါမိဘပြီးလို့ရှိလို့ရှင်ဒါဆရာဆရာမကြီးပဲမဟုတ်ဘူးလားဟွန်း အဲ့ဆရာမအဆရာဆရာမတွေမှာသားသမီးအရင်ချရပါမရှိကြဘူးလားအခုတလောပြန်တော့ဒါအခုတလောဒါ line ပေါ်မှာတော့ဒါ ARV9 လေးဒါကြီးဒါလက်ပတ်တာခရင်လက်ပတ်ဟိုဟာမြောင်းမြခရင်ပေါ့နော်မြောင်းမြမျိုးကမှဒါအခုဖြစ်နေတယ်ပေါ့နော်ဒါเจ้าသူလေးတွေရဲ့ဒါပြဿနာနဲ့ပတ်သက်လို့ကျွန်တော်ရဲ့အမြင်ကိုပြောရမယ်ဆိုရင်ပေါ့နော်ဒါနံပါတ်1အနေနဲ့နော်ဒါနံပါတ်1အနေနဲ့ဆိုရင်ဒါမိဘကြီးပြန်နော်မိဘကြီးပဲချီပြောရမှာမိဘတွေနံပါတ်1အနေနဲ့မိဘတွေမိဘတွေပြီးတော့ ဒါနံပါတ်2ဆိုလို့ရှိရင်ဒါဆရာဆရာမတွေဘာဖြစ်လို့လဲဆိုတော့ဆရာဆရာမတွေစူတင်ပေါ့နော်စူရာပြောတာပေါ့နော်ဒါအတုံးမကြလို့ညံဖြစ်မှုကြောင့်ဖြစ်တယ်ဗျာနော်ဒါမိဘတွေလည်းအပါဝင်ပေါ့နော်ဒီတိုင်းမညံဖြစ်ဘာကြောင့်လဲဆိုတော့ဆိုရှယ်မီဒီယာအစတွေကဒါចောင်းသားចောင်းသူတွေပေါ့နော်ဒါဆိုရှယ်မီဒီယာမတုံးအောင်ဖုံးမကန်ရဘူးဆိုတဲ့ပြည်ညက်ချက်ကသူတို့မှမျိုးကြီးပြားကြီးမှာဗျာမျိုးကြီးပြားကြီးចောင်းဗျာဒါအထက်က6ဆိုတော့နော်ဒါမျိုးကြီးပြားကြီးចောင်းပေါ့နော်ဒီចောင်းနေမှာဒါចောင်းသူចောင်းသားတွေပေါ့နော် အဖြူစိမ်းဝေးတက်ကမယ်နော်ဒီလိုမျိုးကြီးပေါ့နော်ဒါကျွန်တော်တို့ရွာအကြောင်းနေလဲထီထိုင်းမဲ့ဒါကျွန်တော်လည်းရွာအကြောင်းနေပေါ့ကျွန်တော်တို့ရွာအကြောင်းနေတောင်မှပဲចောင်းသားចောင်းသူတွေကိုဆိုရှယ်မီဒီယာမသုံးအောင်ဖုံးမကန်ရအောင်ဆိုတာကိုဒါအသိလင်းဒါပြောပြထားသေးတာပြန်နော်ဒါမျိုးကြီးပြကြီးရဲ့အကြောင်းနေရဘာလဲခစ်မိတာလားခစ်ပြက်ချင်တာလားဟင်ကျွန်တော်ပြောချင်တာက ဖုံးနေကိုအဆောက်အဆုံဒီအခုဒီခလေးတက်တိုက်ဖြစ်သွားတဲ့အနိုင်ကျင်းမှုကဒါအတင်းပြောတာကနေစတာအတင်းပြောတာကနေစတာဟိုကဘီယိုလေးရိုက်မိလားတော့မသိဘူးပြန်နော်ဘီယိုရိုက်မိလို့ဒီဥစ္စာကိုပြန်ပြီးဖြတ်ခိုင်းတာဟောဒီခလေးမလေးကလည်းဒါဟိုဖြတ်လို့မရတော့ဘူးအောက်ဆုံးရောက်သွားပြီလို့ပြောတယ်မနပြန်ရှာလို့လည်းမတွေ့တော့ဘူးအဲ့လိုမျိုးပြောတယ်အစတဲ့ကဒီဖုံးနေကိုဗောနာဒါနဲ့နာသူဘက်ကောဒါဟိုလှုပ်တဲ့လူဘက်ကောလှုပ်တဲ့လူဘက်ကတော့အများကြီး အများကြီးပေါ့နော်အများကြီးအများကြီးမှားတယ်ပေါ့နော်ဒါနဲ့နာတဲ့သူဘက်ကလည်းပြန်တွေးကြည့်မယ်ဆိုလို့ရှိရင်ဒါနဲ့နာတဲ့သူဘက်ကလည်းဖုတ်အစတွေယူမသွားသင့်ဘူးမိဘတွေကလည်းပေးမကင်သင့်ဘူးဆရာဆရာမတွေကပေးမကင်သင့်ဘူးနော်ဒါအဲ့လိုမျိုးဆိုတော့ဒါနံပါတ်1အနေနဲ့ပြောရမှာဆိုမိဘတွေနံပါတ်2အနေနဲ့ပြောရမှာဆိုဆရာဆရာမတွေဗျာနော်ဒါဆိုရှယ်မီဒီယာသုံးခွင့်မရှိဘူးလေဗျာ နော်ခမရတို့ចောင်းနေရအကုန်လုံးပေါ့နော်ဒါចောင်းနေမှာဒါဆရာចောင်းသူចောင်းသားကြီးဖြစ်ပြီးចောင်းသားဖြစ်ပြီးဆိုတွေကចောင်းသူចောင်းသားဖြစ်ပြီးဆိုတွေက social media လုံးဝသုံးပိုင်ခွင့်မရှိဘူးဗျာနော် social media သုံးပိုင်ခွင့်ရှိတဲ့အတွက်ကြောင့်ဖုန်းနေចောင်းကိုယူလာခွင့်ပေးတဲ့အတွက်ကြောင့်ဒါကြောင့်မလို့ဒီပြဿနာဆက်တက်တာနံပါတ်1နော်နံပါတ်1ကဘာလဲဆိုတော့အခုနေနာတဲ့သူကကြတော့ចောင်းထွက်ကြတယ်ចောင်းအနာယူရတယ်ဗျာနော်နော် လောက်တဲ့သူတွေဘက်ကအုပ်စုလိုက်ဖွဲ့ပြီးရမိုက်ရိုင်းပြီးတော့စော်ကားတဲ့အဖွဲ့အကြောတော့ကြောင်းမထွက်ကဘူးကြောင်းဆက်တဲ့ရတယ်ဆိုတော့ဒါဖာသဘောလဲเนาะဒါအရှင်းဆုံးပြောတာကျွန်တော်ကကျွန်တော်နဲ့အိုက်ကောင်နဲ့နာတဲ့သူကောင်မလေးပေါ့နော်အညမလေးနဲ့လားကျွန်တော်နဲ့ဆွေမျိုးသားချင်းနည်းနည်းလေးပဲတော်ကြည့်လိုက်နော်ကျွန်တော်ကလေရောက်ချင်တဲ့နေရာရောက်ကျွန်တော်တက်မှာအရှင်းဆုံးပြောတာကျွန်တော်တို့မှငွေကြီးပကဒနာတော့မရှိဘူးဒါမရှိဘူးဆိုရင်မှန်ရန်လမ်းကြောင်းလိုက်မှာနော်အဲ့လားတက်ပြောတာနောက်ပြီးတော့ ဒီလောက်တောင်ဗျာနော်သူဒါအခုဆိုလို့ရှင်ဒါကျွန်တော်ကဒါညမနေရာကနေပြီးတော့ပဲဒါတွေးပြထားလို့ဗျာနော်ဒါ သူမိဘရဲ့နေရာကနေတွေးကြည့်စမ်းဗျာနော်သူမိဘရဲ့နေရာကနေတွေးကြည့်စမ်းဟုတ်ကဲ့ပါမျိုးတို့ရေမွဲဗီဒီယိုလေးတော့ဒီလောက်ပါပဲဗီဒီယိုတက်မှာဆိုလို့ရှင်တော့အခု ပြပြနေတဲ့အကူကပါရက်ခင်ရတဲ့တောင်းသူလေးနဲ့အင်းနာချင်းဆိုတော့တော့ရုံစုံစမ်းပြီးတော့ညဝေတက်ဆက်ပေးတာပဲဖြစ်ပါတယ်အခုဆိုလို့ရှင်တော့အပြစ်ရှိတဲ့သူတွေကိုအရင်ယူဆောင်ရွက်လိုက်ပြီးပဲဖြစ်ပါတယ်ကြားရတဲ့တည်ရင်ဝန်တာဆရာတည်ရင်ပေါ့နော်အမျိုးတို့လည်းဒီတည်ရင်လေးကိုစောင့်မျှော်နေမယ်လို့မျှော်လင့်ပါတယ်ရှင်ဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီးတော့မျိုးတွေအထင်မြင် subscribe လို့လည်းဗီဒီယိုလေးအမှ comment လေးလေးရေးခဲ့ပြီးလို့ရပါတယ်ရှင် နောက်ထပ်လည်းမို့ဆက်လီတဲ့နေ့ဟာတာဗီဒီယိုတွေမို့တူတာရက်ဆက်ဗီဒီယိုလေးတွေကိုနေ့စဉ်လိုက်ကြည့်ဆက်ပြသမှာမို့မို့ channel လေးကို like နဲ့ subscribe နဲ့တပ်ပုံတောင်းစပါရှင့်နောက်ထပ်ဗီဒီယိုမှာပြန်ဆက်မလာတဒါ